ရှင်သောဘုရားသခင်ကျေးဇူးတော်ကိုချင်းမွန်ပါတယ်။အားလုံးမင်္ဂလာပါခင်ဗျ။ဒီနေ့တော့ထွမြောက်ရာလမ်းဆိုရက်ကောင်းစလင်းနဲ့ခွားပေးတော်မှာဖြစ်ပါတယ်။ကိုရင်သောရစာပထမဆောင်အခန်းတဆယ်စာပိုက်73ကိုဖတ်ပါမယ်။လူ၌ဖြစ်တတ်သောစုံစမ်းနှောက်ရှက်ခြင်းကိုသာသင်တို့သည်ခံရကြ၏။ဘုရားသခင်သည်တစ္ဆာနှင့်ပြည့်စုံတော်မူသည်ဖြစ်၍ င်တို့မခံနိုင်သောစုံစမ်းနောက်ဆက်ခြင်းကိုတင်တို့၌ရောက်ဆိုင်တော့ငါအခွင့်ပေးတော်မမူတင်တို့ဒီခံနိုင်မိအကြောင်းစုံစမ်းနောက်ဆက်ခြင်းအရာနှင့်တကွထွက်မြောက်ရာလမ်းကိုလည်းစီရင်ပြုပြင်တော်မူလိမ့်မည်ပြောတာတွေ့ရတယ်ဆိုတော့ကျွန်တော်ယုံကြည်သူတွေလည်းလူတွေလူသားတွေအလုံးတွေ့ကြုံအပ်တဲ့အရက်စကားဆိုရင်တော့လောကရန်တရား အားလုံးတွေ့ကြုံတတ်တဲ့စုံစမ်းနှောက်ရှက်ခြင်းကိုတွေ့ရမှာဖြစ်တယ်ထိုခါမှာကျွန်တော်ကိုယ်ကိုယ်ရဖယားကတစ္ဆာနဲ့ပြည့်စုံတော်မူသည်ဖြစ်၍သူဘကတစ္ဆာရှိတဲ့အတွက်အဲ့ဒီစုံစမ်းနှောက်ရှက်ခြင်းကိုကျွန်တော်တွေ့ကြုံတဲ့အခါမှာကျွန်တော်မခံနိုင်တဲ့စုံစမ်းနှောက်ရှက်ခြင်းကိုပြီးမတွေ့ဘူးတဲ့ဒါကြောင့် စုံစမ်းနောက်ဆက်ခြင်းလဲအခွင့်ပေးတယ်လို့ထွက်မြောက်ရလမ်းကိုလည်းပြင်ဆင်တယ်ပြောရတွေ့ရပါအဲ့တော့အဲ့ဒီထွက်မြောက်ရလမ်းကပါလေတခါလေမှာကျွန်တော်သိဖို့ကဖယားကတော့မခံနိုင်တာမပေးမှန်းနဲ့ထွက်မြောက်ရလမ်းပေးထားတယ်မှန်းနဲ့သူ့အတွက်အဲ့ဒီထွက်မြောက်ရလမ်းကပါလေဟုတ်နော်အဲ့ဒါသိဖို့လိုတယ် ကျွန်တော်ကနမောနမေနဲ့နေချင်တိုင်းနေရင်တော့ဒီစုံစမ်းနောက်ဆက်ချင်းထဲမှာကြရှုံးသွားမှာဖြစ်တယ်။အဲဒီကြရှုံးခြင်းကမခံနိုင်တဲ့အပေးတာမဟုတ်ဘူး။ကိုကတမာတိမရှိလို့ခံလိုက်ရတာမျိုးဖြစ်ပါတယ်။အဲတော့အဲထွမြောက်လန်းကတော့ရှမတက်ခရွန်ချာခါခွန်ဆပိုက်24ရက်29တိကြည့်မယ်ဆိုရင်တော့ ဖယားခင်ရဲ့စကားတော်ကိုနားထောင်ခြင်းဒီစုံစမ်းနှောက်ရှက်ခြင်းကနေထောက်မြောက်ရဲ့လမ်းဖြစ်တယ်လို့ပြောတာတွေ့ရပါတယ်နော်ပညာရှိနဲ့တူတယ်တဲ့ကြောက်ပေါ်မှာအိမ်ဆောက်တဲ့ပညာရှိနဲ့တူတယ်တွေ့ကြုံရတဲ့လောကရန်တရားခက်ခဲပြတ်နာစုံစမ်းနှောက်ရှက်ခြင်းအမျိုးမျိုးဘလဘရှိရှိမပြုံမလဲနေတယ်ဖျားမုန်းတော်ထင်ရှားလိုက်ဦးမယ်ပေါ့ နောက်တစ်ယောက်ကတော့တဲပေါ်မှာအိမ်ဆောက်တဲ့လူမိုက်နဲ့တူတယ်တဲ့သူကတော့ဘာတူလဲဘုရားသခင်ရဲ့စကားတော်ကိုကြားပင်မဲ့နားမထောင်တဲ့သူပေါ့ဒါလို့ရှိပါတယ်ဒါကတစ်ခါလေမှာကျွန်တော်ယုံကြည်သူတွေနော်ကျွန်တော်ဘုရားကျောင်းနေမှာလဲကျွန်တော်တရားဟောရင်ရှိပါတယ်ဘရောမစိတ်ဝင်စားစွာနဲ့မခံယူရတဲ့သူတွေအများအားလို့တွေ့ရတတ်တယ်နော်အချိန်ကြီးအပြင်းသွားမယ် ။အိုးတခုခုလုတ်တယ်။သူကဒီနှုတ်ကပတ်တော်အချိန်ဆိုရင်စိတ်မဝင်စားတဲ့ယုံကြည်သူတွေတွေ့ရတတ်တယ်။အဲအဲယုံကြည်သူဟာစုံစမ်းတဲ့ချက်ချင်းတွေ့ရမှာဖြစ်တယ်လို့စိတ်ဝင်စားဆိုနားထောင်ပြီးနှုတ်ကပတ်တော်ဝန်ခံတဲ့နာခံလက်လျှောက်တဲ့သူလည်းတွေ့ရမှာအဲစုံစမ်းခြင်းနှစ်ယောက်လုံး။အဲ့တော့တယောက်ကတော့ထမြော်လန်းကိုသူက သိမြင်ပြီးတော့မှတမာတရားကိုသိပြီးဟောတာတမာတရားကြီးလွတ်ပြီးမှဆိုလိုပဲဒီစုံစမ်းနောက်ဆက်ခြင်းအောင်မှာဖြစ်တယ်နောက်တယောက်ကတော့ကြားတော့ကြားတယ်ခရုမဆိုင်ဘူးခရုမဆိုင်တဲ့ခါမှာဖះပြတဲ့စုံစမ်းနှစ်ဟိုအောင်ချင်းထမြော်လန်းကိုသူမရဘူးပေးကပေးမရဖြစ်တာပေါ့ဆိုတော့ပြက်နာနဲ့တွေ့ပြီဆိုရင်အဲ့လူကပြက်နာထဲမှာပါသွားတာပဲ ကျရှုံးသွားတာပဲသူတို့တွေ့ရမှာဖြစ်တယ်အလုံးသိတဲ့ဒီရှာဒရက်မေရှက်အဘီဒီနဂေါဆိုတာဘာဘလုန်အင်ပါယာကြီးမှာနော်အခုခက်လို့ပေါ့အမြင့်ဆုံးညံအမြင့်ဆုံးပေါ့နော်အရက်အမြင့်ဆုံးရုပ်ထုဖျားကြီးတွေအခုခက်မှာလည်းရှိတယ်လို့ပဲအိုး BC 600လောက်တုန်းကလည်းနော်ဘာဘလုန်ရှင်ဘီယံကြီးကရွှေရုပ်ထုကြီး ကဘာမှာအမြင့်ဆုံးပါအဲ့တော့ကတော့ရွှေနဲ့လို့တော့နော်အဲ့ဒါကိုနန်းတော်မှာရှိတဲ့သူတွေအားလုံးဒါတို့အမောနဒလုတ်ဖို့အတွက်အားလုံးခေါ်ဖိတ်ချင်းခံရတယ်ခံပြီးတော့မှအကုန်လုံးတို့အချက်ပေးရင်နော်အချက်ပေးရင်တို့ဘာလို့အောင်လဲဆိုတော့ကိုယ်ကိုရမယ်တဲ့ကိုယ်ကိုရမယ်ဒီလိုပြောရတွေ့ရတယ် မကိုးကွယ်တယ်တဲ့နော်ကိုးကွယ်ပေမဲ့လည်းနော်ပြတ်ဝတ်ပြီးကိုးကွယ်ရမယ်ဒီလိုမျိုးပေါ့နော်အဲ့မှာဘသူကြံလဲဆိုတော့ဒီဟိဗဲမျိုးသားပေါ့ဂျူးလူမျိုးလူငယ်၃ယောက်သူတို့ကမကိုးကွယ်ဘူးအလုံးကမတည့်ရပြီးတော့မှအမှောက်ကြတယ်ဝတ်ပြတ်ပြတ်ဝတ်ကြတယ်သူတို့မတည့်ရလက်ရက်နေတာပဲ ဘယင်ကိုရိုင်းကတော့မမြင်ရဘူး။ဣခရစ်မင်းကြီးဆိုတော့တကဘာလုံးအုပ်ချုပ်ရပြင်လေ။နော်။သွားတိုင်တယ်သူများတွေက။မင်းမဒီ၃ယောက်ကသူတို့ကဝင်ကြီးဖြစ်နေပြီ။နော်။ဘာဘလုံးအင်ပါယာမှာဝင်ကြီးတော့ဖြစ်နေပြီနော်။လူငယ်လေးတွေ။ဒါမဲ့သူတို့ဝင်ကြီးဖြစ်တဲ့အရာတို့နဲ့သူတို့ရဲ့ဖခင်နဲ့မလဲဘူး။သူကအသက်ရှင်တဲ့သာရဖခင်ကိုးကွယ်တာဖြစ်တယ်။မလဲဘူး။ ပြောချင်တာဖယားစကားနားထောင်တော့ပြောချင်နေတာနော်မလဲအရခါမှာဒီရှင်ဘီင်ရှူအလိုက်တယ်ရှာတဲ့မြေရှက်အပေတင်တကောတော့၃ရောက်ဝင်ကြီး၃ပါးနော်အလိုက်တော့ဘာဖြစ်လို့မကိုးကွယ်တာလဲကဲနောက်တစ်ခါအချက်ပြမယ်ကိုးကွယ်ကြမကိုးကွယ်မိလောင်တိုက်ထဲမှာမြေရှုခိုင်းရမယ်မင်းတို့မသိဘူးလားအားကြောင့်အခွင့်ထပ်ပေးမယ် ဒီတစ်ခါထတ်လို့မယ်မင်းကိုကိုယ်ထတ်မှုမယ်အချက်ပေးမယ်သူတို့တောင်းအောင်မကိုကိုယ်နိုင်ဘူးတဲ့အရှင်မင်းရဲ့ရွှေရုပ်ထုဘုရားကိုကျွန်တော်နော်မကိုကိုယ်နိုင်ဘူးတဲ့ဝတ်မပြုဦးမချနိုင်ဘူးတဲ့အဲ့လိုဝတ်မပြုဦးမချလို့အရှင်မင်းကြီးရဲ့မိလောင်တိုက်ကြီးကလည်းဘုရားသခင်ကကယ်နိုင်တယ်တဲ့အရှင်မင်းကြီးလက်ထက်ကနေလည်းကယ်နိုင်တယ်တဲ့အကယ်၍မကယ်ဘူး မိလောင်တိုက်ထဲမှာတေဆိုလဲအတေပဲခံမယ်အရှင်မင်းကြီးရဲ့အဲယုတ်ထုပြောင်းမကူးခွင်နိုင်ဘူးမကူးခွင်နိုင်ဘူးအဲ့ဒါသူတို့ရဲ့ထွက်မြောက်လမ်းပဲဖယားသခင်စကားတော့နားထောင်ခြင်းကထွက်မြောက်လမ်းပဲဖြစ်ပါတယ်အဲ့ဒီခါမှာမိကိုခொနစသူတို့ပိုထဲ့တယ်ဗောမိဘူးယူထိုင်ပြီးတော့မှအဲ့၃အောင်လုံးကိုအဝတ်စားတွေနဲ့ ကျိုးနဲ့တုတ်တုတ်ပြီးတော့မှထမ်းသွားတာစစ်သူရဲတွေကတကယ်လူကောင်ကြီးတွေပေါ့ထမ်းပြီးတော့မြင်းဝတွေသွားပစ်ချတာသွားပစ်ချတဲ့ခါမှာအဲ့လိုထမ်းသွားပြီးသွားပစ်ချတဲ့သူရဲတွေကမီးကျွမ်းပြီးတော့တေကုန်တာအဲ့တုံးရောက်ကမီးဘူတွေလည်းရောက်ကောသူတို့တုတ်ထားတဲ့တန်ကြိုးတွေအားလုံးကပြက်ထွက်သွားပြီးတော့မှလမ်းလျှောက်တယ်တဲ့မီးဘူထဲမှာ လမ်းလျှောက်တဲ့ခါမှာအဝတ်စားလည်းမလောင်ဘူးစပင်လည်းဘာမှမလောင်ဘူး၃ယောက်ကမြင်းဘူထဲမှာပြစ်ပေမဲ့ဧကရိမင်းကြီးကကြည့်တော့လူ၄ယောက်တွေ့တယ်၄ယောက်ကမြင်းဘူကြီးထဲမှာစကားပြောနေတယ်တဲ့နော်အပေါင်းတင်ဖွဲ့နေတာပေါ့စဉ်းစားကြည့်လိုက်အဲ့ဒါနဲ့ပြန်ခေါ်ထုတ်တာပြန်ထွက်လာခဲ့ပြန်ထွက်လာခဲ့ဆိုတော့အလုံးကနော်အမတ်တရားဝင်ကြီးတွေကဧကရိမင်းကြီးတွေက စစ်ဘူကျုပ်ကြီးဟာဝိုင်းကင်ပြီးတော့မှအနံ့လေးမြင်းမြတဲ့အနံ့တော်မြခုနံ့တော်မှညောနံ့တော်မှရဘူးဒါလို့တွေ့ရပါတယ်အဲဆိုအဲ၃ရောက်ရဲ့ထွတ်မြော်ရဲ့လမ်းကပါလေဘုရားသခင်ရဲ့စကားတော်ကိုနားထောင်ခြင်းပဲဖြစ်ပါတယ်ဓမ္မမေဆွေဒါကြောင့်ဒီကာလမှာကျွန်တော်တို့အလုံးတည်ပါတယ်ကဘာမှာအခုဆိုရင်တော့တတ္တယကဘာစစ် နော်ဖက်ကိုအိုးတည်နေပြီအလုံးတည်ပါတယ်ဒီယူကရိန်းရုရှားစစ်ပွဲကဟိုတလောတော့ကရုရှားကအခမ်းအနားလုပ်တယ်သူ့ရဲ့မဟာမိတ်တကဘာလုံးကစစ်တပ်တရောနိုင်ငံခေါင်းဆောင်တွေရောက်တဲ့ချိန်မှာနော်ယူကရိန်းကလည်းဒရုန်းနဲ့အကုန်လုံးကိုဟာလာညီကုန်းချုပ်ဖို့လုပ်တယ်ဒါပေမဲ့မရလိုက်ဘူးမရတဲ့ခါမှာအခမ်းအနားလည်းပြီးရော ရုရှားနဲ့ကလေးစားပြန်ချေတယ်။အော်ဟိုဒီညမှာ32ရက်နေရလား။နော်။ဟိုယူကရိန်းက drone နဲ့ကလေးစားပြန်ချေတယ်။နော်သူတို့စစ်လေရင်ဘယ်လောက်လဲ။စီး40လောက်ပြတ်စီတယ်။ဘီလီယံ9000လောက်နော်။7ဘီလီယံအစလေးဆဲဟုတ်တယ်7ဘီလီယံလောက်ပြတ်စီတယ်။ဆိုတော့အဲ့ဒါတွေကိုနီတိုးဖွဲ့တွေကလည်းအားပေးတယ်ပေါ့။အားပေးတော့သူကဒီဇလန်စီကိုသူက ရှင်းမကြတာပေါ့ဆရတေချာလည်းဟိုဘက်ကရုရှားဘာလုံလာမလဲရုရှားဆက်ရှုံးရင်တေချာတဲ့သူနျူကလ িয়ার တုံးပါပဲဒါတတိယကဘာဆစ်ပဲနေတူကလည်းသူပြင်ဆင်နေပြီဆရောဒီကလာကြီးဟာကဘာနော်နျူကလ িয়ার အရင်ဟိုလုံလိုက်မှာပဲဒီဟိုစစ်ရငိမ့်ချမ်းသွားတော့မယ်လို့အဲ့လိုကိုပြောတယ်လို့ရှိတယ် အဲ့တော့သူတို့မှမဟုတ်ပါဘူးကျွန်တော်နိုင်ငံပဲကြည့်ကြည့်ဘယ်နိုင်ငံပဲကြည့်ကြည့်ငင်းချမ်းတာဆိုတာမရှိဘူးဆိုတော့ဒီနောက်ဆုံးတော့ကာလမှာတဲ့အနေနဲ့နော်တွေ့ကြုံရတဲ့စုံစမ်းနှောက်ယှက်ခြင်းဟာမိသားစုပြည်နာဖြစ်နိုင်တယ်သားသမီးကိစ္စခင်မွန်းဇနီးကိစ္စနော်စီးပွားရေးအဆင်မပြေခြင်းစာဝနေနေထိုင်အဆင်မပြေခြင်းတွားရလိုက်အဆင်မပြေခြင်းယောဂရေဘေးငလင်ဘေးမိဘေးအော်အမျိုးမျိုးစစ်ဘေးမျိုးစုံနဲ့ တွေ့ကြောင်းမှာတွေ့ကြောင်းအောင်မှာဖြစ်တယ်အဲ့လိုတွေ့ကြုံတဲ့အခါမှာအပိချင်းနဲ့ဖခင်သခင်ကတစ္ဆာနဲ့ပြည့်စုံတော့ကြောင့်တင်မခံနိုင်တဲ့စုံစမ်းနောက်ချက်ချင်းမပေးပါဘူးမပေးပါဘူးထွတ်မြောက်ရလမ်းကိုလည်းတပါတယ်ပြင်ဆင်ပေးထားတယ်အဲ့ဒါကတော့ဒီနေ့သင်ကြားတဲ့နှုတ်ကပတ်တော်ဖြစ်ပါတယ်ဖရဒခင်စကားတော်ဒီနေ့ဆက်ပြီးကြားတဲ့အတိုင်းနာခံလက်လျှောက်တဲ့ အကျင့်ရှိပါရှိပါအဲ့ဒီနာခံလက်လျှောက်ခြင်းကနော်တင့်တထွတ်မြောက်တာဖြစ်တယ်အဲ့တော့ယေရှုရဲ့စကားကိုသင်နားထောင်ရင်ခုနရှာဒရမီရှေအပင်တကောယေရှုကိုယ်တိုင်မြို့ဘုရားမှာစကားပြောတာဆိုလို့ရှိရင်အဲ့တော့သင်တွေ့ကြုံရတဲ့ခက်ခဲပြဿနာထဲမှာယေရှုသင်နဲ့အတူရှိနေတယ်တဲ့ဟိုသူကိုယ်တိုင်ကလွတ်မြောက်စင်မှာဖြစ်တယ်ကဲတင်မှာဖြစ်တယ် ။ဒါကြောင့်ယေရှုရဲ့စကားနားထောင်ယေရှုကသင်ရဲ့ထွက်မြောက်ရလမ်းဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့ဆက်ပြီးနော်စိတ်ကူးမလွဲပါနဲ့။နှုတ်ပတ်တော်များများကြားပါလက်တွေ့နှာခမ်းလက်လျှောက်ပါ။ရှေဒရက်မေရှက်အဘေဒီနဂိုအဖြစ်ဒီဘာဘလုန်အင်ပါယာတစ်ခုလုံးမှာအသက်ရှင်တဲ့ဖျောက်တိခွင်ရရှိကြတယ်။ဖျောက်ဘုံထင်ရှားတယ်။ဒါကြောင့်တင်တွစ်ကြုံရခက်ခဲပြဿနာ ဖျက်ဖို့တင်းအဖင်ဖျက်ဖို့ထင်ရှားဖို့ဖြစ်လာနိုင်မယ်လို့ခွားပေးနဲ့ညီကုန်းချုပ်ပါတယ်ဘုရားသခင်နေတင်တော်အလုံးကောင်းချီးပေးပါစေတော့အာမင်